မင်္ဂလာညချမ်းပါခင်ဗျာ2012ခုနှစ်မတ်လ10ရက်ကြာသပတေးညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်တော်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဝင်းနိုင်ပါမင်္ဂလာညချမ်းပါရှင်ကျမကခင်ခင်ဤပါ RFA ပရိသတ်များရှင်လန်းချမ်းမြေ့ကြပါရဲ့လားရှင်ကျမတို့ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်မှာဖြစ်ပါတယ်ဟုတ်ကဲ့မခင်ရေဒီနေ့တွေနောက်ဆုံးရသတင်းတွေကိုအရင်ဦးဆုံးတင်ပြအောင်လားခင်ဗျာကောင်းပါပြီမြန်မာအစိုးရအဖွဲ့ထဲမှာဂိုင်းကနာကွဲပြားနေတယ်ဆိုတာမဟုတ်မမှန်ပဲ လူတူချင်းစီရဲ့ဗီဇအရစီမံခန့်ခွဲမှုကွဲပြားနေတာသာဖြစ်တယ်လို့သမ္မတဦးသိန်းစင်ကပြောကြားလိုက်ပါတယ်။နေပြည်တော်မှာကျင်းပနေတဲ့တတိယအကြိမ်ပြည်တော်စုလွှတ်တော်မှာအစိုးရတည်းရဲ့ပရမနှစ်ပတ်လည်အဖြစ်အထူးမိန့်ခွန်းတရက်ကိုသမ္မတဦးသိန်းစင်ကဒီကနေ့ပြောကြားရမှာအခုလိုထည့်သွင်းပြောကြားသွားတာပါ။ကျွန်တော်တို့အစိုးရဟာဒီကနေ့အများပြောနေကြသလိုခေါင်းပါခိုင်းနဲ့အပြော့ခိုင်းဆိုပြီးကွဲပြားနေတာမရှိပါဘူး။လူတူညွန့်စီရဲ့ဗီဇဇယိုက် အမှုအကျင့်တွေပေါ်မှာမူတည်ပြီးစီမံခန့်ခွဲမှုကွဲပြားခြားနာတာတော့လွယ်လို့ကျွန်တော်တို့အစိုးရရဲ့မူဝါဒကိုကျွန်တော်တို့အားလုံးမမိတ်မသုံးယုံကြည်စွာဆောင်ရွက်နေကြတာဖြစ်ပါတယ်လောလောဆယ်ပြည်တော်စုလွတ်တော်မှာဝန်ထမ်းလာစာတိုးမြင်ကနေပညာရေးကျန်းမာရေးကာကွယ်ရေးအသုံးစရိတ်တွေကိုမူဝါဒချမှတ်မဲ့နိုင်ငံတော်ရာသုံးဘတ်ဂျက်ဆိုင်ရာဥပဒေ၄ရပ်ကိုဆွေးနွေးနေပါတယ်။သမ္မတဦးသိန်းစီရဲ့မင်ကွန်းမှာအစိုးရတက်တန်းတစ်နှစ်တာနီးပါးကာလမှာအောင်မြင်မှုတွေရှိခဲ့သလို စိန်ခေါ်မှုတွေလည်းရင်ဆိုင်နေရကြောင်းပြည်တွင်းပြည်ပကတန်တရားရှိသူတွေရဲ့ယုံကြည်မှုရအောင်ကြိုးစားနေကြောင်းအားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးစနစ်တစ်ခုဖြစ်လာအောင်တိုင်းရင်းသားတွေပါဝင်နိုင်အောင်ဆောင်ရွက်နေကြောင်းအုပ်ချုပ်ရေးဘက်မှ rule of law ခေါ်တရားဥပဒေစိုးမိုးရှိဖို့လိုကြောင်းစတဲ့အချက်တွေကိုထည့်သွင်းပြောကြားတော့ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံခြေကဥပဒေကိုပြုပြင်ပြောင်းလဲဖို့အတွက်တက်မတော်အနေနဲ့ပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ် NLD မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ်ရှမ်းပြည်နယ်ကိုဒီကနေ့ဒေါအောင်ဆန်းစုကြည်တွားရောက်ခဲ့စဉ်အတွင်းကလောမြို့လူထုကိုပြောကြားတဲ့မိကွန်းမှာအခုလိုထည့်သွင်းပြောဆိုခဲ့တာပါဖွဲ့စည်းပုံခြေခံဥပဒေခိုင်မာမှနိုင်ငံတည်ထောင်ခိုင်မြဲမှဖြစ်တာကြောင့်ဖွဲ့စည်းပုံခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့တက်မတော်ရဲ့ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်းလွတ်လပ်ရေးကြိုးပမ်းမှုကာလကပြည်သူနဲ့တက်မတော်အပြန်အလှန်ချစ်ခင်မှုအားကိုးမှုရှိခဲ့တဲ့အခြေအနေမျိုးအခုလည်းဖြစ်စေချင်ပါတယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောပါတယ် တိုင်းပြည်မှာတရားဥပဒေစိုးမိုးရေးအရေးကြီးကြောင်းတရားဥပဒေစိုးမိုးရေးဟာပြည်သူလူထုကိုအကြောက်တရားကနေကာကွယ်ပေးနိုင်ဖို့လိုအပ်တယ်လို့လည်းဒေါအောင်ဆန်းစုကြည်ကပြောကြားပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာဒီကနေ့မနေ့ပိုင်းကဟဲဟိုးလိမ့်စိတ်ကိုရောက်ရှိလာရမှာထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေကဟဲဟိုးလိမ့်စိတ်မှာကြိုဆိုခဲ့ကြပါတယ်။အဲဒီနောက်ဒေါအောင်ဆန်းစုကြည်ဟာအောင်မဲမြို့မှာတောင်းနဲ့ချီတဲ့လူထုကိုမိန့်ခွန်းပြောကြားပါတယ်။နေ့လယ်ပိုင်းမှာ ကလောမြို့နယ် NLD ရုံးမှာလူထုကိုထပ်မံဟောပြောခဲ့ပါတယ်။ အဲ့ဒီဟောပြောပွဲကိုကဗျာဆရာစာရေးဆရာကြီးတကုံတာယာနဲ့တောင်ကြီးရဟန်းပြိုများအဖွဲ့ဥက္ကဋ္ဌဟောင်းဆရာတော်ဥခေမာနန္ဒတို့လည်းတက်ရောက်ကြပြီးဒေါအောင်ဆန်းစုကြည်ကိုဆုတောင်းမြတ်တာချီးမြှင့်ခဲ့တယ်လို့သိရပါဗါ။အဲ့ဒီနောက်မှာဒေါအောင်ဆန်းစုကြည်ဟာဟဲဟိုးမြို့ကိုပြန်လာပြီးကြောက်တိုင်ကွင်းမှာလူထုကိုမိန့်ခွန်းပြောကြပါဗါ။အဲ့ဒီနောက်ဒေါအောင်ဆန်းစုကြည်ဟာညနေ၄နာရီမှာဟဲဟိုးလေစိတ်ကနေရန်ကုန်မြို့ကိုပြန်လည်ထွက်ခွာလာကြောင်းသိရပါဗါရှင်။ မြန်မာနိုင်ငံကအပြောင်းအလဲတွေနဲ့ပတ်သက်ပြီးတချို့ကအလွန်မင်းအကောင်းမြင်နေကြကြောင်းမိမိတို့အနေနဲ့ကတော့လက်ရှိအခြေအနေကိုသတိထားစောင့်ကြည့်ရမယ်လို့ပြောချင်ကြောင်းမြန်မာဒီမိုကရေစီကောင်ဆောင်ဒေါန်ဆန်းစုကြည်ကမနေ့ကပြောလိုက်ပါတယ်ကနေဒါနိုင်ငံအော်တဝါပြည်နယ်ကာလ်တန်ယူနီဗာစီတီကကျင်းပတဲ့ဒေါန်ဆန်းစုကြည်နဲ့ဓာတ်ရိုက်ဗီဒီယိုအမေးဖြေပြုလုပ်တဲ့အခမ်းအနားမှာပရိသတ်ရဲ့မိကုန်းတွေကိုဖြေကြားစင်မှာထည့်သွင်းပြောခဲ့တာပါအဲ့ဒီအားလုံးကိုကြားနေတဲ့ကောင်ကိုစစ်ပါတယ် မာမီမာတနေ့ကြာလို့ရှိရင်ကျမတို့ဒီကဲစစ်မှန်တဲ့ဒီမိုကရေစီပြည်တော်စုကြီးမှာကျမတို့အားလုံးအထူးဖြင့်မရောက်နေတဲ့တိုင်းသူတိုင်းသားများအားလုံးပြုလူဆောင်နိုင်ကြပါစေလို့ကျမအနေနဲ့ဆုတောင်းလိုက်ပါတယ်။အားများစုဆောင်နိုင်ကြပါစေ။အားလုံးဒီနိုင်ငံမှာလုံလုံချုံချုံလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ကြပါစေလို့ကျမအနေနဲ့ဆုတောင်းလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။ကောင်းကင်သူများလုံးပါ လက်ရှိအခြေအနေမှာစစ်တပ်ကအကျွေးမဲ့အာဏာကိုဆက်လက်ထိန်းချုပ်ထားတဲ့ဖြစ်တာကြောင့်စစ်တပ်အနေနဲ့အသွင်ကူးပြောင်းရေးအဆင့်တွေကိုလက်ခံမှသာဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာနောက်ကျောင်းပြန်မလှည့်နိုင်ဘူးလို့အသေးစားပြောနိုင်မှာဖြစ်ကြောင်းဒေါ်ဆန်းစုကြည်က ရှင်းပြခဲ့ပါတယ်။ဒါအပြင်ကနေဒါနိုင်ငံဟာမြမဒီမိုကရေစီရေးအတွက်ကူညီပံ့ပိုးပေးနေတဲ့နိုင်ငံဖြစ်တဲ့အတွက်အသိမှတ်ပြုကြောင်းကနေဒါအစိုးရကချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေဟာမြမဒီမိုကရေစီရေးအတွက်အထောက်အကူဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ လာမယ့်ကြာဖြတ်ရွေးကောက်ပွဲပြီးမှသာမြန်မာနိုင်ငံမှာတကယ်အပြောင်းလဲတွေစတင်နေပြီလားဆိုတာဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မူတည်ပြီးမူဝါဒအပြောင်းလဲတွေကိုသုံးသပ်တင်ကြောင်းလဲဒေါအောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်ခင်ဗျာ။ AP လာတရက်နေ့မှာကျင်းပမဲ့ကြာဖြတ်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမရှိဆိုတဲ့အချက်ဟာ EU ဥရောပသမဂ္ဂကမြန်မာနိုင်ငံပေါ်အရေးယူပိတ်ဆို့မှုတွေရုပ်သိမ်းဖို့အတွက်စောင့်ကြည့်ရမယ့်လိုအပ်ချက်ဖြစ်တယ်လို့ EU ပါလီမန်အမတ်တွေကဒီကနေ့ပြောကြားလိုက်ပါတယ်။ EU ပါလီမန်အမတ်များအဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီးသမရဦးသိန်းစိန်နဲ့ရောဒေါအောင်ဆန်းစုကြည်နဲ့ပါတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။လာမယ့်ဧပြီလအတွင်းမှာ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံခြားရေးဝန်ကြီးတွေဟာမြန်မာနိုင်ငံဆိုင်ရာပိတ်ဆို့အရေးယူမှုကိစ္စတွေအပေါ်မှာဆွေးနွေးကြမှာပါ။အဲ့ဒီစီးဝေးကနေပိတ်ဆို့အရေးယူမှုအားလုံးကိုရုပ်သိမ်းမလားတဖြည်းဖြည်းချင်းရုပ်သိမ်းမလားဆိုတာတွေဖြစ်လာပါလိမ့်မယ်လို့ EU အဖွဲ့ဝင် Luxembourg နိုင်ငံအမတ် Mr. Robert Gobbles ကပြောပါတယ်။ တဝဲဆက်မှုစုံစီမံကိန်းကထွက်တဲ့လျှက်စစ်စွမ်းရင်ကိုပြပတင်ဖို့ဖို့မဟုတ်ပဲပြည်တွင်းမှာအသုံးပြုဖို့ဆိုရင်ကြောင်မွေးသွေးသုံးလျှက်စစ်ဒါအပိဆက်ယုံတိဆောက်ရေးကိုမြန်မာအစိုးရအနေနဲ့ခွင့်ပြုဖို့ရှိကြောင်းထိုင်းရေနံကုမ္ပဏီကပြောလိုက်ပါတယ်ထိုင်းအစိုးရပိုင်း PTT ရေနံရှာဖွေရေးနဲ့ထုတ်လုပ်ရေးကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကို Bloomberg သတင်းဌာနကမနေ့ကတွေ့ဆုံမေးမြန်းရာမှာအဲ့ဒီလိုပြောလိုက်တာပါမြန်မာအစိုးရထိုင်းနိုင်ငံကိုလျှက်စစ်ဒါအရောင်းချဖို့အတွက်ကြောင်မွေးသွေးလောင်စာသုံးဆက်ယုံတိဆောက်ရေးကိုဖျက်သိမ်းလိုက်ပေမဲ့ ပြည်တွင်းမှာအသုံးပြုဖို့စက်ယုံတိဆောက်မယ်ဆိုရင်တော့ခွင့်ပြုမှာဖြစ်တယ်လို့ PDD ကုမ္ပဏီယာရှိချုပ်ကပြောပါတယ်။ Italian Time ကုမ္ပဏီကတာဝန်ယူဆောင်ရွက်နေတဲ့ဒဝယ်ရေနဲ့စေကမ်းစီမံကိန်းမှာလျှက်စစ်ဓာတ်အားမီဂါဝတ်၄000ထုတ်လုပ်နိုင်တဲ့ကြောင်မီးသွေးလောင်စာသုံးလျှက်စစ်ဓာတ်ပေးစက်ယုံတိဆောက်ဖို့ထိုင်းလျှက်စစ်ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုထားတာပါ။ပြီးခဲ့တဲ့ဒီဇင်ဘာလကတော့သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်ကြောင့်ကြောင်မီးသွေးသုံးဓာတ်ပေးစက်ယုံကိုဆောက်လုပ်တော့မှာမဟုတ်ကြောင်းလျှက်စစ်စွမ်းအင်ဝန်ကြီးကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ ထိုင်းစိုးရပိုင် PTT ကုမ္ပဏီဟာမြန်မာနိုင်ငံမှာရေနံနဲ့တဘာဝတန်ခွေလုတ်ကွက်၉ခုမှာလုတ်ကန်ခွင့်ရထားတယ်လို့သိရပါတယ်ခင်ဗျာအာရှဖွံ့ဖြိုးရေးဘဏ် ATB ဟာမြန်မာနိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို ထောက်ပံ့ကူညီဖို့ပြင်ဆင်နေကြောင်း ADB အမှုဆောင်ညွှန်ကြားရေးမှူး Mr. Rajat Net ကပြောလိုက်ပါတယ်မြန်မာနိုင်ငံမှာအပြောင်းလဲတွေစတင်နေပြီဖြစ်တဲ့အတွက်အနောက်နိုင်ငံတွေကပိတ်ဆို့အေးအေးမှုတွေ ရုတ်သိမ်းဖို့စဉ်းစားနေချိန်မှာပဲဖိလစ်ပိုင်နိုင်ငံအခြေစိုက် ADB ကလည်း မြန်မာနိုင်ငံကစီမံကိန်းတွေကိုထောက်ပံ့ကူညီဖို့ပြင်ဆင်နေကြောင်း ADB အကြီးအကဲက ပြောလိုက်တာပါမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာဘက်ပေါင်းစုံကလိုအပ်ချက်ကြီးမားနေကြောင်း ADB ကိုယ်စားလှယ်အဖွဲ့တွေဟာမြန်မာနိုင်ငံကိုလာရောက်လေ့လာမှုတွေရှိနေပြီဖြစ်ကြောင်း ADB အကြီးအကဲကပြောပါတယ်အဲ့ဒီလိုပြန်လည်ကူညီပေးနိုင်မှုအတွက်လောလောဆယ်အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆွေးနွေးတိုင်ပင်နေကြောင်းနဲ့ကုလသမဂ္ဂအပါအဝင်ကမ္ဘာ့ဘဏ်တို့နဲ့လည်းတိုင်ပင်နေကြောင်းသိရပါတယ် မြန်မာရုပ်ရှင်လောကကိုအမှန်တကယ်ဥဆောင်မှုပေးနိုင်တဲ့အဖွဲ့အစည်းတရထူထောင်မှုအတွက်ရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေတွဲဆုံဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုရန်ကုန်မြို့ Royal Rose ခန်းမမှာမနေ့ကကျင်းပခဲ့တာပါ။အချိန်ကနေကနေပြီးတော့ဝေဖီဖို့အတွက်ဒုမီစီတီတာဝန် အစီအစဉ်နဲ့အားကြမ်းဖြစ်နေတဲ့အဲ့ဒါတန်နိုင်မြာဝန်ကြီးပြီးတော့လုပ်ရရပါဆိုပြီးတော့ကြွနေဒီယုတ်ကြီးနောက်အလိုက်နောက်အိုင်ကောင်းမှုတွေကျွန်တော်တို့ရုပ်ရှင်သမားတွေပဲမရဘူးဗီဒီယိုလောကရောအားလုံးဝန်ကြီးပြီးတော့ကြီးပြီးတော့လုပ်ရရပါဒါမှလာရင်ကျွန်တော်တို့ကကျွန်တော်တို့ရုပ်ရှင်နဲ့အနေထားကိုရောက်မယ်အနေထားကိုရှိပါတယ် မြန်မာနိုင်ငံရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုပ်ရှင်လောကကိုဥဆောင်မှုပေးနေတဲ့နိုင်ငံကြီး၅ဦးနဲ့စတင်ဖွဲ့စည်းမှာဖြစ်တယ်လို့အဖွဲ့အစည်းဖြစ်မြောက်ရေးဥဆောင်လှူရှားသူဒါရိုက်တာမော်မျိုးမင်းရင်းနှင်းဖြစ်ကအဲ့ဒီအခမ်းအနားမှာပြောခဲ့ပါဗါဒနိုင်ငံက၅ဦးထဲမှာရုပ်ရှင်မင်းသားဥကျော်သူရဲ့ဖခင်ဒါရိုက်တာဥစိန်တင်လည်းပါဝင်ပါတယ်အခမ်းအနားမှာဥစိန်တင်ဥစဉ်ဝိုင်းကျော်စောလင်းလူမင်းကိုအုံးဝင်း lucky 7 twin drabo မောင်မျိုးမင်းရင်းနှင်းဖြစ်တို့ကမြန်မာနိုင်ငံရုပ်ရှင်အစည်းအုံးကိုရုပ်ရှင်လောကသားတွေရဲ့မဲဆန္ဒနဲ့ဒီမိုကရေစီနှီးကြ ရွေးချယ်သားဖို့နဲ့လွတ်လပ်တဲ့ NGO အဖွဲ့အစည်းကြီးတစ်ခုဖြစ်အောင်လှုပ်ဆောင်ဖို့စတဲ့အချက်တွေကိုဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာဒီညအတွက်တရင်ကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးထားတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျမတို့မကြခင်မိနစ်ပိုင်းအတွင်းမှာပဲတရင်ဆောင်မတွေကိုဆက်လက်တင်ဆက်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီအထိညစီညတိုင်းထုတ်လွှင့်နေပါတယ်။ဝေဖန်အကြံပေးမှုတွေကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာဖြစ်ပါတယ်။ကိုမင်းနိုင်ရဲ့အခုတော့သတင်းတင်ပြချက်တွေကိုကျွန်တော်တို့မြစ်ဆက်ပေးအောင်ရှင်။ဟုတ်ကဲ့ပါမခင်ရေ။ NLD မြို့သားဒီမိုကရေစီအဖွဲ့ချုပ်မဲအောင်နိုင်ရဲ့တခြင်းတစ်ပုတ်ဖြစ်တဲ့ခွတ်တောင်းပြန်လာပြီးအမည်ရှိတခြင်းကိုမကြခင်ဖြန့်ချီတော့မှာပါ။အသေးစိတ်ကို RF အဖွဲ့သားကိုခမောင်စိုးမင်းကတင်ဆက်ထားပါတယ်ခင်ဗျာ။လာမယ့်ကြပြရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက်ပြည်တွင်းပြည်ပကဒီမိုကရေစီအရေးထောက်ခံသူတွေကမဲအောင်နိုင်ရေးတခြင်းတွေရေးဆက်ပြီးခတ်ပြီးဆိုပေးကြပါမယ်အဲဒီလိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲအောင်နိုင်ရေးအတွက်ဂီတနဲ့အကူအညီပေးကြတဲ့အထက်မှာရန်ကုန်တိုင်းကအပျော်ရန်ဂီတသမားတွေလည်းပါဝင်ကြပါတယ်သူတို့ရေးဆက်တီးခတ်ထားတဲ့ NLD မဲအောင်နိုင်ရေးတချင်းတွေကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်အမျိုးသမီးတွေကစူပေါင်းတီဆိုကြပါတယ်နိုင်ငံရောစနစ်ပြောင်းလဲရန် င်ပါကြပြားကြီးပါကျွန်တော်ကြပြားဆရာတယောက်ပါကျွန်တော် professional မဟုတ်ပါဘူးကျွန်တော်ယုံကြည်ချက်ရှိတယ်ကျွန်တော်ဝါသနာရှိတယ်ဒါကြောင့်ကျွန်တော်ကချင်းကြီးတယ်ဒီမှာခေါတော်လာပြီဆိုရဲအချင်းကကျွန်တော်ဒါအမိကိုကြီးညိုလုံးလို့ချစ်လုံးလို့ကျွန်တော်ဒီချင်းကိုရေးတာပါဒီနိုင်ငံတော်ကြီးတစ်ခုလို့အမအောက်ဘက်နေလွတ်မြောက်အောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့နောက်တိုင်းသားတွေရောကျွန်တော်ဒီမြို့ပေါ်မှာဟိုမြို့ ပြင်ဘက်မှာနေတဲ့လူတွေရောကျေးလက်တော်ရပြည်သားလူတွေပြည်သူလူထုအကုန်လုံးပေါ့နော်ဒီအချောက်တရားတွေကင်းကွာပြီးတော့လူချင်းနေတဲ့ဒီကျွန်တော်တိုင်းပြည်ရဲ့တကယ်လွတ်လပ်ရေးအစ်အမှန်ရရှိဖို့လို့အတွက်ကိုဒီ NLD ကလွဲလို့ခွတ်တောင်းကလွဲလို့တုတ်ပင်းနိုင်မှုမရှိဘူးအမေရလွဲလို့လုတ်ပင်းနိုင်မှုမရှိဘူးဆိုတော့ကျွန်တော်ယုံကြည်ရဲ့ဒီယုံကြည်ရဲ့နဲ့ကျွန်တော်ရေးခဲ့တာပေါ့တချင်းတွေကကျွန်တော်အဲ့ဒီအနေနဲ့ပတ်သက်တာတော့တချင်းတွေအများကြီးရေးခဲ့ပါတယ်ခွတ်တောင်းလာပြီဆိုရဲ့တချင်းရှိတယ်နောက်လင်းသစ်အန်နယ်လီဆိုရဲ့ရှိတယ် ။နောက်ဒုတိဒုတိယအောင်စုဆိုတာရှိတယ်။နောက်ခွတောင်းမော်ဝန်းဆိုတာရှိတယ်။နောက်ပြည်သူချစ်လျင်ကပီးတင်ရဆိုတဲ့ဟာရှိတယ်။မြန်မိုးလို့ခေါ်ပါလေ။ကျွန်တော်ကဒီပါရီဝင်တယောက်နေနေဒီရုပ်ောက်ဝဲအွန်လိုင်းမှာကိုညီရရှိရလေးပေါ့။ကိုတဆန်းမြလေးနဲ့ကိုညီတာပေါ့။ဟိုအွန်လိုင်းမိုးလေးဘယ်လိုယုံကြည်ပါလဲဒီချင်းတွေ။အခုလောက်တာတဲ့ NLD အွန်လိုင်းချင်းတွေဒီချင်းတွေကိုကျွန်တော် match လာတဲ့ပထမပတ်လောက်မှာ ဆက်ပြီးတော့တနိုင်ငံလုံးဖြန့်ချိဖို့လို့ကျွန်တော်စီစဉ်နေပါတယ်။အဲ့တော့ကျွန်တော်တက်တဲ့အမှုပညာနဲ့ဒါ interview ကိုဝင်ရောက်အားဖြည့်ပေးရမှာ။ပြီးခဲ့တဲ့လအတွင်းကလည်းဒီတာအမှုပညာရှင်တွေစုပေါင်းပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရန်မုံငွေအတွက်ကြီးကျယ်ခမ်းနားတဲ့ဂီတဖျော်ဖြေပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။ မြန်မာရုပ်ရှင်တမကပေါ်ပေါက်ရေးအတွက်မနေ့ကရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အပြည့်စုံကိုကျမတို့ဖွဲ့သားကိုကြည်ကတင်ဆက်ပေးမှာပါရှင်။မြန်မာရုပ်ရှင်လောကကိုအမှန်တကယ်ဥဆောင်မှုပေးနိုင်တဲ့အဖွဲ့အစည်းတစ်ရပ်ထူထောင်မှုအတွက်ရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုတော့ရန်ကုန်မြို့ Royal Rooks ခန်းမှမှာမနေ့ကကျင်းပခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေအခုလိုစုစုစည်းစည်းတွေ့ဆုံတဲ့ဆွေးနွေးပွဲဟာကုမိသားစုတိုးတက်ရေးကိုကိုယ်ကိုယ်တိုင်ဆုံးဖြတ်ကြဖို့တွေ့ဆုံဆွေးနွေးတဲ့ပွဲသာဖြစ်တယ်လို့အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာသူကပြောလိုက်ပါတယ်။အခမ်းအနားရဲ့နိုင်ကတာဝန်ကိုတော့ဒါရိုက်တာဦးစိန်နေကယူခဲ့ပါတယ်။အချိန်ကနေကနေပြီးတော့မေးပြီးဖို့အတွက်ဒုနေစီတီကနေ ဒါရိုက်တာဥစိန်တင်ဟာသူ့ပိုင်းအမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကိုဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက်လှူဒန်းခဲ့သူဖြစ်ပါတယ်။ရုပ်ရှင်မင်းသားကိုကျော်သူရဲ့ဖခင်လည်းဖြစ်ပါတယ်။ log in ကောင်းမှုတွေကျွန်တော်တို့ရုပ်ရှင်သမားတွေပဲမရဘူး။ video log out ရောအားလုံးဝိုင်းမုန်းပြီးတော့ကိုညီပြီးတော့လုပ်ပြကြတာဒါမှလာနေကျွန်တော်တို့ကကျွန်တော်တို့ရုပ်ရှင်နဲ့ အနေထားကိုရောက်မယ်အနေထားကိုရှိပါတယ်အခုကတော့ဒီရွေးကောက်ပွဲတော့ကျွန်တော်တို့အကျွန်တော်တို့ကြီးကျက်ပြီးတော့တို့ကျွန်တော်တို့ဒီနေ့ဆောင်ရွက်ရတာမြန်မာနိုင်ငံရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုပ်ရှင်လောကကိုဥဆောင်မှုပေးနိုင်တဲ့နိုင်ငံကြီး၅ဦးနဲ့စတင်ဖွဲ့စည်းမှဖြစ်တယ်လို့ ွဲ့စည်းဖြစ်မြောက်ရေးဥဆောင်လှူရှားသူဒိုက်တာမောင်မျိုးမင်းရင်ဝင်းပြစ်ကအဲ့ဒီအခမ်းအနားမှာပြောခဲ့ပါတယ်အဲ့ဒီဥပဒေနဲ့အာမအကျဉ်းချင်းအပြည့်ပြရတော့ခုနအနာရတာကြီးပါလို့ဒါမေးပြီးမေးကြည့်တာဒီကပြားစီစီချင်းပြီးပုတ်စီစီချင်းပြီးရေပြီးမေး ုံကနေသတ်မှတ်ခြင်းအားလုံးကိုနာတိုင်းရပြုစည်းပြီးတော့လုပ်ပါမယ်။မြန်မာနိုင်ငံရုပ်ရှင်အစီအယုံကိုရုပ်ရှင်လောကသားတို့ရဲ့မဲဆန္ဒနဲ့ဒီမိုကရေစီနီးလန်းတကျရွေးချယ်သွားဖို့လွတ်လပ်တဲ့ NGO အဖွဲ့အစည်းကြီးဖြစ်အောင်လှုပ်ဆောင်သွားမယ်အချက်တွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီလိုတွေကိုဖြုတ်ပေးမှသာလေကျွန်တော်တို့ကဘုံယုံမှုချတယ်။အဲကြောင့်အဲ့ဒီလိုတွေကိုဖြုတ်ပေးတော့ ကျွန်တော်လောကရဲ့ဘုရားပြောမဲ့ဆိုမဲ့လုံးမဲ့ကြင်မဲ့လူဒီတော့ကျွန်တော်နဲ့နှီးကြရပါတော့ကလေးတွေပါဒီနေ့လောကမှာတကယ်ကလေးတွေကမသိဘူးကိုလိုကောင်ကဘာဖြစ်နေသလဲမသိရဲဆိုတော့သူတို့ကိုယ်ပေါောင်ဝင်သူကလေးတယ်မကလေးလည်းဖြစ်နေပြီးတော့ကိုစီဘကူးချာနေနေရဲ့ကိုလိုနဲ့ပူဆိုတယ်ရဲ့တကယ်လောကရဲ့ဒီချိန်ပိုင်းမှာလူတွေပြည့်စုံတာတယ် တပြည့်နဲ့ဒီလောကကြီးတက်သုံးလို့မယ်ဆိုတဲ့အရေးကိုဒီအတွက်ကလေးလေးကိုလည်းဒါပြောပြရအောင်နော်ပြည့်လေကဘုလောကကိုတော့ဆောင်းချောက်မှုပဲဒီလိုလိုလိုပါပဲပြီးတော့ဒီပေါ်တော့ဒီလိုစိတ်နိုင်ငံတော့ကတကယ်ဘုလက်မြတ်တော်ကိုအန်ဂျီဖွဲ့စည်းစစ်တပ်ပြုလို့ပြန်လဲဖွဲ့စည်းအောင်မယ်အချက်ဒီကလေးတွေရဲ့နောက်လာမယ့်အနာဂတ်အတွက်ကလေးတွေပြီးတော့ဒါကိုပြန်ကြတယ် RF ညွန်မြင့်တန်ကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးထုတ်လိုက်မယ့်အစီအစဉ်ကတော့ လွတ်လပ်ခြင်းနှုတ်ပညာရုပ်ရှင်ပွဲတော်မှာစကားရင်းရွေးချယ်ခံခဲ့ရတဲ့ရုပ်ရှင်ဇာတ်ကားတွေကိုတင်ဆက်မဲ့အစီအစဉ်မှာမှခင်ရေဟုတ်ကဲ့ပါရှင်ဒီကနေ့ထုတ်လွှင့်မဲ့ဇာတ်ကားကတော့တုံညမှ6ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်ဒါရိုက်တာလွင်မှိုင်းရိုက်ကူးထားတာပါရှင် သူတို့ဘဝကိုဟာကိုကိုအများကျုံဟုတ်ပါတယ်သူတို့လေးတွေရဲ့ဘဝကအမင်းမရှိအဖေမရှိ အမင်းမဲ့အဖမဲ့အရှင်သခင်မဲ့နေရတဲ့ဘဝတွေအသက်ရွယ်အဖြစ်16နှစ်ဝန်းကျင်တွေပညာရည်ချင်းကရည်တတ်ပတ်တတ်ရောဆယ်တန်းကျောင်းသားတယောက်တို့ပါပါတယ်ပညာရည်ကိုစိတ်ဝင်စားမှုမရှိလို့ ရှိတဲ့အတ္တမူဝါညောင်းလုံးကိုပဲသူ့သဘောသူဆောင်စိတ်ပါဝင်စားစွာလုပ်ကိုင် ူရဲ့သားကောင်းတွေပဲလေပြီးခဲ့တာတွေလည်းပြီးပါလေတော့ဘယ်သူ့ကိုမှအပြစ်ပြောခြင်းမဟုတ်ပါလောကမှာတာဝန်မဲ့သူတွေရှိကြတယ်လို့တာဝန်တည်တတ်သူတွေလည်းရှိကြစမြဲပါ ิปัญญาอัตตปัญญามาตินจามาตําหยอกขึ้นจาไปเมกันอาเลยอซวาอุคณีไลน์เนตุยเกจาไปสุสีอู้ซอมมุเพียงบวายัดปิมุด้วยปรายตานีเพียงตะเซยย้ายลงงานโถดองနိုင်เกบาลีลงงานซ้าลุดาจนมาตะบยามาไม่ရှိจนมาอาจารย์ญานရှိเยအတွေ့အကြုံရှိရယ်လုံငန်းရင့်ကျက်မှုရှိရယ်အဓိကအားလေးကိုပေါင်းပြီးတော့တငယ်ချင်းတွေနဲ့စိတ်တူကိုယ်တူတငယ်ချင်းတွေနဲ့သူတို့က ပတ်စံရှိတယ်လုပ်ငန်းမရှိဘူးဆိုတော့အဲ့မှာသူက share လေးတိောက်၅သိန်း၅သိန်းထက်ကြ10သိန်းပေါ့နော်အဲ့ပတ်စံ10သိန်းနဲ့အစာရင်းနှီးပြီးတော့ marketing နဲ့ငါတစိမ့်ရိုက်တစိမ့်ရိုက်တာကတော့ဒီလက်ရှိဒီမှာကလေးတွေပဲဒီကလေးလေးဆိုလဲဟိုကဘလို့ကောင်းလဲတော့တက်လာပြီးတော့73လေးနှစ်တည်းဟာစပွဲတို့လို့စပွဲတို့လို့ရင်းနဲ့တစိမ့်ဆိုင်ရဲ့ဝါပြီးတော့တစိမ့်ရိုက်ပညာသူကတက်သွားတယ်တက်သွားပြီးအဲ့လို လူငယ်လေးနဲ့လက်တွဲပြီးလိုရင်းကြရင်လည်းအောင်မြင်ပါတယ်အောင်မြင်တော့လေကြာလာတော့တခါဆွဆွားလိုအရင်ကြီးထက်သားတဲ့တငယ်ချင်းတွေအားလည်းသူတို့ယုံနေပြန်ခွဲရတယ်ပေါ့နော်အဲ့မှာကိုကဥစည်းကြီးရဲ့ပြန်ခွဲပေးခဲ့တယ်သူတို့အဲနောက်ပိုင်းကျတော့အဲ့မှာတစ်နှစ်လုံငန်းလည်းတည်တာလေဗျကញ្ញဝရိယကိုအစွမ်းကုန်စူးစမ်းလိုက်တော့ဒီအစင်မပြေမှုတွေကြားရမှာပဲလုံငန်းကမပြတ်တော့ဘူးဒါပြီးတိုးပွားလာတယ်ပေါ့နော် အော်နောက်ပိုင်းကျတော့ကိုယ့်ရဲ့စိတ်စေတနာစေတနာကံဖြစ်တယ်ဆိုတော့စိတ်စေတနာရဲ့အရန်ထက်တန်တယ်လို့တော့မသိအောင်မြင်တဲ့အောင်မြင်လာတယ်လို့ပဲပြောရမှာပေါ့ဟိုလိုတိုက်ဆောက်ကားစီးနိုင်တဲ့အဆင်တော့မဟုတ်ပြင်မဲ့လေအခုလိုလူနိုင်တန်းနိုင်တဲ့အဆင်တော့ကိုရောက်လာတယ်ပေါ့နော်သူမနာသူမနာသူ့အချို့ကိုအချို့မြတ်တာမှုကြောင့်တနည်းနီးပါးကြာမြင့်ချိန်မှာပညာမတက်လေလွင့်နေရတဲ့ဘဝ ကျောင်းဝဂျာပန်အောက်ခြေသင်းဘဝတွေကနေဥဟန်နီလန်ရဲ့ခြူစည်းဥဆောင်မှုရလွမြောက်ခေကြပြီဖြစ်ပါတယ်ဘဝရီယာတဖုံနဲ့ဆောင်ကောင်းလေလို့အလွန်ရှုပ်ထွေးလာတယ်မြမစကပုံကြားခဲ့ပါ စာဘူးလောင်းကကလေးတွေတော်မှချုပ်ထွေးလာတဲ့သူတို့ရဲ့အတိုက်ကိုတစားစားနဲ့ကွန်ရက်တပွဲတက်မီလက်မီစူပေါင်းဆောင်ရွက်ခဲ့ကြတာအချိန်ကာလအပြင်နှစ်ပတ်ခန့်သာကြာနေခဲ့ပါတယ်ပရိုက်တာဇေယျလုံအင်္ဂလီယာသူတို့တွေရဲ့ဘဝတွေပြုပြင်ပြောင်းလဲဖို့အတွက်အချိန်ကာလအနေနဲ့တစ်နှစ်ကျော်နှစ်နှစ်နေပါတော့စူးစမ်းခဲ့ရပါတယ် နော်ဦးသောမင်းသမားလန်းအေဝီရနေစားတယ်အဲ့မှာတနစ်ခွဲနှစ်နှစ်လောက်မိုးလည်းမလုံနေရမလို့အောက်ချီရတဲ့ညာရင်းနေဒါပေမဲ့နေစားတို့ကနတ်တရွေးပြီးရောတတိတလလန်းနဲ့ကျိုးဆိုင်ကျိုးဆိုင်နဲ့အစင်ပြေလာတော့ဒီဘက်ဇာတိမန်လန်းနဲ့6ရက်ခော့ထဲရပဲအဲ့မှာတဆင်ပြောင်းလာအဲ့ကဇာတိမန်လန်းနဲ့ကနေမှတဆင်အခုနှစ်ခွဲတက်ကြီးကိုဒလာတသိန်းခွဲနဲ့နှားပြီးတော့ လွင်ရတဲ့ပုတ်ချဲတိုးတိုးကျင်လို့သူကလေးတွေပေါ့နော်အဓိကအเจ้าမနေမနေနိုင်တဲ့ကလေးတွေတွေ့ထပ်ပြီးလွင်ရတိုးဖို့တယ်နေရာကျကျလို့လုံမဲ့နေရချဲချင်အဲ့လိုပဲစားခဲ့ပါတယ်အခုလိုလွမြောက်လာတာဥဆောင်လမ်းပြပေးတဲ့အခုကနေလိုက်ရဲ့စေတနာကြောင့်လားလူငယ်လေးတွေရဲ့ကြိုးပမ်းမှုကြောင့်လားတေချာတာကတော့စာနာနားလည်မှုတွေနဲ့ဝင်ပြတတ်တဲ့ပရာဟိတစိတ်ဓာတ်ကို ကျွန်တော်တော့အသေးချာမြင်တွေ့နေရပါတယ်ပရာဟိတဆိုရက်တစေရဲ့လုပ်ငန်းလေးရဲ့ဆောင်ပုဒ်ကတော့ကိုထုကိုထပရာဟိတကိုအားကိုကိုအများအကျိုး လောက်ကကြောလောက်အောင်လေအဆက်တိုက်ဒီအခုခါမှာတော့ပရာဟိတစေရဲ့လုပ်ငန်းကလူငယ်လူတွေဟာသူတို့ရဲ့ပရာဟိတစိတ်ဓာတ်တွေကိုအကောင့်ထဲပေါ်တဲ့အနေနဲ့အရာဝတီတိုင်းညောင်လုံးမျိုးနဲ့ခတိယရွာမှာရှိတဲ့ဘုန်းတော်ကြီးတင်ပြတာဒါနကြောင့်လေးကိုလူငွေစတင်လူတိုင်းနိုင်ခဲ့ပါလေ။ အတွင်းကလည်းတောင်းတကုံမှာရှိတဲ့မဖြူဖြူတင်ဥဆောင်တဲ့ HIV AIDS ရောဂါဝေဒနာတွေလေးကိုဆောင်ရှောက်ထားတဲ့ကိယာကိုလည်းတွားရောက်လူ့ဘဝနိုင်ခဲ့ပါပေးဝေဝင်ကြပါ၏အင်းငြိမ်မှုတွေလည်းအထင်ကားတဲ့လားရောဝေပေးပါ၏ ကျွန်တော်ကတော့ပုံသက်တော့မှပြောတော့ပါပါစေကျွန်တော်ကအဲ့နောက်ရက်ကိုသူနဲ့ပြန်လို့မြောက်ချပါစေတန်လျာဝစင်ရဲ့ဟာကျုပ်ကတိပညာမြှဝေတာလူမကီလာနာယောဂတွေတွေကိုပေးကမ်းလူဒန်းလာတွေဟာဗုဒ္ဓဘာသာကိုကုကွက်စိက္ခတ်ခြင်းမြည်တယ်လို့ဗုဒ္ဓကအတိအကျဟောကြားခဲ့မှုတဲ့အတိုင်းအခုတော့ပရာဟိတလူငယ်လေးတွေဟာသူတို့ရဲ့ချင်းနှဲစာတွေနဲ့လိုအပ်နေတဲ့သူတွေစီက အလူဒါနာပြုလုပ်နိုင်ခဲ့ပါပြီ ဲ့ဘဝလေးတွေဟာကိုထူမကိုထားရတဲ့ဘဝလေးတွေဖြစ်ခဲ့ရတယ်။ညာတာနားလည်တတ်ပြီးအကြီးမှုဖြစ်တဲ့ဦးဆောင်သူဦးဟန်နေလန်ရဲ့ခေါင်းဆောင်မှုပေါက်ကနေသူတို့လေးတွေရဲ့ဘဝတွေမြင်တဲ့မြင်အောင်ကြိုးစားနေကြတာဖြစ်ပါတယ်။ဒီကတော့အတဲမိုးဝမ်းကြောင်းပညာသူတို့ရဲ့ဘဝရည်တည်မှုကကျောင်းပညာကြီးမရှိခဲ့ဘူး။တန်းနှစ်တန်းသုံးတန်းလေးတန်း 5တန်း6တန်း10တန်းလည်းရှိပါတယ်ရှားတယ်နှစ်ယောက်လောက်ပဲရှိတယ်အိမ်မှာဒီလူငယ်လေးအယောက်10ယောက်ကျော်တစ်ချိတ်ကျော်လည်းရှိအောင်တစ်ချိတ်ကနေနှစ်ချိတ်ရအောင်ကျူတာတကယ်ပညာလိုချင်တဲ့လူတွေကလေးတွေကြတယ်လိမ့်ပါဖိဖိစီစီနဲ့အလို့ကိုနားခံနေသူသူတို့ဘဝရည်တည်မှုကလည်းဒီလုပ်ငန်းပညာဆိုသူသိပါဘူးဒီပိုင်းဆိုဒီလုပ်ငန်းကိုသူကဤသာမဟုတ် ကတော့ခေါင်းလိုက်စိတ်ပါနဲ့ပါကျူလာကိုအားကိုကို အများအကျူတဲ့ဘူးတဲ့စိတ်ဓာတ်ကို ပရာဟိတလို့ခေါ်လို့ရပြီလားဥက္ကဏီလိုင်းနဲ့သူတို့လေးတွေရဲ့နှစ်နှစ်တာကာလအတွင်းစူးစမ်းအားထုတ်မှုတွေနဲ့အောင်မြင်မှုကတော့အတူယူစရာပြည့်စုံပြေခဏလဲလျင်ပြန်တာတော်ဘဝဆိုတဲ့အတိကလေးတစ်ချက်ရမယ်ဆိုရင်တော့အချိန်ယူပြီးတင်ပြအကျိုးနဲ့ပြီဖြစ်ပါတ ဒီညတော့ RFA ရုပ်မြင်သံကြားအစီအစဉ်လေးလည်းဒီမှာရင်ပြည့်စုံပါပြီခင်ဗျာကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်